င်းဆက်ကနဲ့လူတွေဝင်ဆွဲကြတာကိုစည်းတန်းလမ်းမှာဝင်ဆွဲတာအဲ့တော့အဲ့ဒီကားပေါ်အာနာပိုင်ထောက်လိုက်ရည်ကားပေါ်ပါသွားတဲ့လူကသွားပြီပဲပြန်ပြန်ပေါ်မလာတော့ဘူးအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ဖမ်းပြီးတော့ပြန်ပို့မယ်ဆိုတဲ့ပုံစံကနေဖမ်းပြီးတော့ပြန်ပို့မယ်ဆိုတဲ့ပုံစံကနေ ဘယ်သူမှအလုပ်မသွားရဲမပြန်ရဲဖြစ်နေပြီ။ဘာကြောလဲ။ဇာယဇာတန်အထောက်ထားမရှိတဲ့လူသသန်းလောက်အဲ့ဒီမျိုးမှနေနေတာ။အဲ့တော့အချိန်ကဖက်ဒရယ်ဥပဒေနဲ့ပြည်နယ်ဥပဒေနဲ့အငင်းပွားချက်ဖက်ဒရယ်အစိုးရက ပြည်နယ်ဥပဒေနဲ့ဖက်ဒရယ်ဥပဒေနဲ့အငင်းပွားချက်အစ်ဒီတဲမှာစိတ်ဝင်စားဖို့ကောင်းတာကအောက်လွတ်တော်အမတ်နော်သူတို့ကယ်လီဖိုးနီးယားပြည်နယ်ကနေရွေးထားတဲ့ LA ကရွေးထားတဲ့အောက်လွတ်အောက်လွတ်တော်အမတ်အမျိုးသမီးလူမဲပါအသက်ကတော့60လောက်ရှိပြီထင်တယ်။သူကမနေ့က အဲ့ဒီပြေစောက်တဲ့အရှိကိုသွားပြီးတော့သူက challenge လုပ်တယ်မင်းတို့ဒီကိုဘာလာလောက်တာလဲဒီမှာကလေးတွေဆန္ဒပြတာတွေကိုမင်းတို့တတ်နိုင်နဲ့ပြစ်မလို့လားပြစ်ချင်းပြင်ငါ့ကိုပြစ်တဲ့သွားစင်ခေါ်တယ်မင်းတို့ပြန်မင်းတို့ကိုငါတို့မျိုးကမကြိုဆိုဘူးအဲ့တော့ဂျားတွေကအဲ့ဒီအဲ့ဒီပြေစောက်တက်ကစစ်သားတွေလည်းတော်တော်ကောင်းရှုံးမှာမဟုတ်တော့သူတို့ကလည်းအထက်မေ့ရလာတာ တို့ကိုဘသူကစိန်လာခေါ်လဲဆိုတော့အောက်လွတ်တော်အမတ်နာမည်ကြီးဒီမိုကရက်ကအဖွားကြီးပေါ့သူကတော့ပြောတယ်မင်းတို့တနတ်တွေတကားကားနဲ့မလုပ်တာလေဒီမှာဆန္ဒပြတဲ့ကလေးတွေကိုမင်းတို့ပြစ်တတ်မလို့လားပြစ်မလို့လားအဲ့တော့ဆိုမင်းတို့တော့ပြစ်ချင်ရင်လေငါ့ကိုပြစ်အဲ့လိုစိန်တော့ခေါ်တာဒါပေမဲ့ဟိုကတော့ဘာမှပြန်မတော့ပြန်မှာဘူးအဲ့ဒါနဲ့ तू ကမချိန်နဲ့ဘူး ကတော့ကလူတွေကိုဖမ်းထားတဲ့အဲ့ဒီ Federal ရုံးထဲကိုသူကဝင်ချသွားတယ်ဝင်ချသွားပြီးတော့သူကဘာသက်ပြောလဲသူတို့ထဲကပေါ့နော်ဒီဒီသူတို့လေဘာတဲကအကြီးကဲတယောက်ကိုဆန္ဒပြပွဲမှာဒီ Federal အစိုးရကရေခဲတုံးတွေကဖမ်းထားပြီးအဲ့မှာချုပ်ထားတယ်သူကသွားပြီးတော့ပြောတယ်ငါကိုအဲ့ဒီလူနဲ့တွေ့ခွင့်ပေးသူကလွတ်တော်အမှတ်နော်နာမည်ကြီးလွတ်တော်အမှတ် ဟိုကပြောတယ်ဝင်လို့မရဘူးမင်းကိုခွင့်ပြုချက်မရှိဘူးဒါငါတို့ရဲ့ဗဟိုအစိုးရယုံဒီချာကြည့်နော်အမေရိကန်အစိုးရချင်းချင်းတူတူဒါဒီဗဟိုအစိုးရယုံမင်းတို့ပြည်နယ်ယုံမဟုတ်ဘူးခွင့်မပြုဘူးဆိုတကားကိုဘုံနဲ့ဆောက်ပိတ်လိုက်တယ်အဲ့ဒါနဲ့ပြည်နယ်ဝန်ကြီးချုပ်ကလည်းစိန်ခေါ်တယ်အဗဟိုအစိုးရအကြီးအကဲကိုမင်းတို့ဒါတော့ဖမ်းကြည့်ငါ့ကိုလာဖမ်း ငါပြည်နယ်သားတွေကိုမဖမ်းပါနဲ့သူတို့အေးစစ်စစ်လောက်ကင်စားတော့ပြီးတော့အခွန်ဆောင်နေကြတာသူတို့ရဲ့တည်ငြိမ်နေတဲ့မိသားစုဘဝတွေပျက်စီးနေပြီသူတို့ဒီအကြမ်းဖက်သမားတွေမဟုတ်ဘူးတိုင်းပြည်ကိုစူပူနေတဲ့လူတွေမဟုတ်ဘူးသူတို့ဒီအေးအေးစစ်စစ်လောက်ကင်စားတော့နေကြတာသူတို့မှာမိသားစုတွေနဲ့ဘဝတွေနဲ့အဲ့တော့မင်းတို့တလောက်ဖမ်းကျင်နေတယ်ဆိုရင်ငါ့ကိုလာဖမ်း ကတဲ့စင်ခေါ်လိုက်တယ်အဲ့တော့ပြဿနာကအထုတ်ထိတ်ထိရောက်နေပြီပြောချင်တာကနိုင်ငံရေးရငင်းပွားမှုတွေဥပဒေရငင်းပွားမှုတွေလုံပိုင်ခွင့်ရငင်းပွားမှုတွေဖွဲ့စည်းပုံအခြေခံဥပဒေရငင်းပွားမှုတွေပြည်နယ်ဥပဒေနဲ့ဖက်ဒရယ်ဥပဒေရငင်းပွားမှုတွေပြည်နယ်ကတရားဝင်နေထိုင်ခွင့်နဲ့လုံပိုင်ခွင့်ပေးထားတာကိုဖက်ဒရယ်က လက်မခံဘူးပြောတယ်အိမ်နှစ်ခုကကွာဟမှုတွေအဲ့တော့ပြည်နယ်အစိုးရကသူ့ဘက်မှာသူ့ဘက်မှာပါတဲ့အတွက်မြို့နယ်သူ မြို့နယ်သားတွေကပိုပြီးရဲတင်းတာပေါ့ဗျသူတို့ဘက်မှာပြည်နယ်ဝန်ကြီးဥမာကရင်ပြည်နယ်မှာကရင်ဝန်ကြီးချုပ်ကသူတို့ဘက်မှာပါတော့ကရင်တွေကရခိုင်ပြည်နယ်မှာရခိုင်တွေကရန်ကုန်အစိုးရနေပြည်တော်အစိုးရကိုမကြောက်တယ်လို့ပေါ့မကြောက်ဘူးသူတို့က အဲ့တော့သူတို့တွေလည်းမျက်နှာဖုံးတွေစုပ်ပြီးတော့အေဒီကနာတော့ရဲတွေအေဒီအေဒီကနာတော့ဒီစောက်တက်တွေကိုလက်ညှိုးကောင်းကောင်းထိုးပြီးစိန်ခေါ်တာပေါ့အဲ့တော့ဟိုကဘာလုပ်လဲဆိုဒုံနဲ့လိုက်ရိုက်တာဝင်းကြီးဒုတ်လိုဟာမျိုးပဲဝင်းကြီးဒုတ်ပဲပုံစံကြည့်ရတာဝင်းကြီးဒုတ်ပဲဝင်းကြီးဒုတ်လိုဟာမျိုးနဲ့ရိုက်တယ်မျက်ရည်ရုပ်ပုံးနဲ့ခွဲတယ်ပြီးတော့မိโกပုံးတွေနဲ့ခွဲတယ်ပြီးတော့ကြည့်ရတာဟိုတွေမှာဘာသူတို့ပြောတာတော့မြုပ်ကောင်းရည်တွေနဲ့ပတ်တယ်ပေါ့ တနတ်ထဲမှာငုတ်ကောင်းကြီးတွေထည့်ထားတယ်ခုကျွန်တော်တို့တကြံတကြံတနတ်လို့ပေါ့ရေထည့်ပြီးရေပြုတ်ပေါ့ဗျရေပြုတ်တဲမှာအဲ့မှာငုတ်ကောင်းကြီးထည့်ထားပြီးအဲ့ဒါနဲ့ပတ်တယ်ပေါ့ဗျထိတဲ့လူကတော့တော်တော်မျက်လုံးတွေမှာရောစက်မှာပေါ့အခုဒီတော့ပြစ်တာခတ်တာတော့မဖြစ်သေးဘူးပေါ့အဲ့တော့သနပြတဲ့လူတွေကလည်းစိတ်ဆိုးပြီးတော့မောင်းအဲလီမှာမောင်းသူမဲကာဥပါဥပါပေါ့ဥပါခေါ်လို့ရတယ်တက္ကစီတွေပေါ်နေပြီး အဲလီမှာရှိတဲ့တက္ကစီတွေက driver မပါဘူး driver less ပေါ့ Uber ပေါ့အဲ့ဒီအဲ့ဒီတက္ကစီပေါ့ driver မပါတဲ့အဲ့ဒီကားတစ်စီးကိုမိချိုးပလိုက်တယ်ပြီးတော့အဲ့ဒီနေကြားသောတက်ရဲကားတွေပေါ့ရဲကားတွေပေါ့ဗျာမိချိုးပြတယ်အဲ့တော့လမ်းမပေါ်မှာတော့ပြင်းနေရဲတွေကတော့ထိမ့်သိမ့်နေတာပေါ့ပြင်းနေရဲတွေကတော့တတ်နိုင်စို့သူ့လူတွေကိုပြန်အိမ်ပြန်အိမ်ပြန်ပြောတယ်အဲ့တော့ရုပ်စုအကြီးတန်းတဲ့တစ်ချက်က အဲ့ဒီမှာဆန္ဒပြတဲ့လူအများစုကမက္ကဆီကိုအလံတွေထောက်ကင်ထားကြတယ်အဲ့တော့မက္ကဆီမက္ကဆီကိုသမ္မတကလည်းဝင်ပါလာတယ်အဲ့တော့မက္ကဆီကိုသမ္မတကလည်းဝင်ပါလာပြန်ဟောအဲ့တော့လူမှုရေးရောနိုင်ငံရေးရောဥပဒေရေးရောအလွန်အတန်ရှုပ်ထွေးတဲ့မတည်မငြိမ်မှုကြီးပဲပေါ့အဲ့တော့ ဟိုဘက်ပြည်သူတွေကလည်းဘာနဲ့တူနေလဲဆိုတော့ကျွန်တော်တို့ဒီလှဲရန်ဆန္ဒပြပွဲတွေမှာကိုစင်းလုံးဆန္ဒပြပွဲတွေမှာဒီအာနာပိုင်တွေကစစ်အာဏာရှင်တွေကလာဆွဲသွားပြီးပြန်မပပြပြန်မရတော့ဘူးလေအလုံးမှတ်ပြီလားကျွန်တော်တို့၂000ရွှေဝါမတိုင်ခင်ကကိုတင်ကျော်တို့ဆန္ဒပြပွဲလုပ်တဲ့အချိန်မှာမဆုစုနွေးတို့ပေါ့လဲတန်းမှာလက်စားပြောက်သွားတယ်အဲ့ဒီအဲ့ဒီသဘောတရားနဲ့အတူတူပဲဒီ ဖက်ဒရယ်အစိုးရရဲ့ဒီဒီရေခဲတုံးအဖွဲ့တွေပေါ့နော်အဲ့ဒီလူမှုကြီးကြပ်ရေးရဲတွေစစ်သားတွေကဝင်ဆွဲတာသူကဆွဲလို့ပါသွားပြီး ပြန်မရတော့ဘူးသူကအဲ့ဒီဖက်ဒရယ်ဆိုတဲ့ယုံကြီးကိုခေါ်သွားပြီးတော့အဲ့ထဲမှာချုပ်ထားပလိုက်တာချုပ်ထားပြီးတော့တခါတည်းသူကပြည်နယ်ရွှေ့တာဗျအဲ့ဒီပြည်နယ်ကနေနောက်တပြည်နယ်ကိုရွှေ့ထုတ်သွားတာအဲ့ဒီအချိန်မှာပြည်နယ်အစိုးရကဘယ်လိုမှတားမရဘူးသူတို့က ဖက်ဒရယ်ကားတန်းပေါ့ဗျာပြောချင်တာကဘ ਹੁ အစိုးရရဲ့ကားတန်းကိုပြည်တယ်အစိုးရကတားခွင့်မရှိဘူးအဲ့တော့ဘ ਹੁ အစိုးရကအဲ့လူတွေကိုခေါ်သွားပြီးတော့နောက်သူ့ရဲ့ Republican ပြည်နယ်တပြည်နယ်ကိုခေါ်ပြီးချုပ်လိုက်တာချုပ်ပြီးအေးအမအထူးသဖြင့် Texas ကိုပို့လိုက်တာ Texas က George Bush ရဲ့ Republican အဲ့ Texas ကမှတစင်တက်ဆိုင်ရနိုင်ငံတွေကိုပြန်ပို့ပလိုက်တာအဲ့တော့နိုင်ငံရေးကကျွန်တော်တို့စိတ်ဝင်စားပါဘူးဒါသူတို့နိုင်ငံရေးနိုင်ငံရေး ကျွန်တော်တို့စိတ်ဝင်စားတာကကျွန်တော်စိတ်ဝင်စားတာ Federal နဲ့ပြည်နယ်ပေါ့ကျွန်တော်နိုင်ငံ Federal တိဆောက်ပါလေ Federal အာဏာနဲ့ပြည်နယ်အာဏာအခုလိုအငင်းပွားချက်ကြီးကိုကျွန်တော်တို့ရေးဆွဲတော့မယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာဘလို့ထည့်ဆွဲမလဲဆိုတာတော်တော်စိတ်ဝင်စားဖို့ကောင်းနေပြီကျွန်တော်တို့ရေးသားတဲ့ဥပဒေဆိုတာတော့ဘယ်တော့မှမပြည့်စုံပါဘူးအဲ့ဒီလိုအပ်ချက်တွေကိုနိုင်ငံရေးသမားတွေနိုင်ငံကောင်းဆောင်တွေက ထိတ်ထိတ်သိမ်းသိမ်းလှုပ်သွားတော့ပြဿနာမတက်ခဲ့ဘူးအခုတော့ဒါမျိုးတွေဖြစ်လာပြီပေါ့အဲဒါဆိုရင်ကျွန်တော်တို့လိုဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲတော့မယ့်နိုင်ငံတွေကအထူးသတိထားသင့်တယ်မနေ့ကသတင်းသဘောဖတ်လိုက်ရတယ်ဟုတ်မဟုတ်တော့မသိဘူး confirmation သတင်းတော့မဟုတ်ဘူးဒါပေမဲ့ပြောတော့ပြောခြင်းတယ် MND ကနေဆက်ဒေတာမှာသူရဲ့တိတ်တီအနားလောက်ထိပေါ့နော် တရုတ်နိုင်ငံသားတွေကိုယွမ်ငါးသိန်းရင်းနှီးမြှုပ်နှံမှုပေးတယ်ဆိုရင်တိတ်တီမျိုးအထိ လာရောက်ပြီးတော့လုပ်ငန်းတွေလုပ်ကင်ခွင့်ပေးတယ်တဲ့အဲ့တော့ပြီးတော့နေဆက်ကိုဝင်ထွက်ခွင့်လက်မှတ်တွေကိုလည်းထုတ်ပေးတယ်တဲ့တရုတ်အစိုးရကလည်းခွင့်ပြုသလိုကိုကန့်ကလည်းထုတ်ပေးတယ်တဲ့ဒါကြောင့်အဲ့ဒီတိတ်တီမျိုးအထိပေါ့နေဆက်ကနေတိတ်တီတိတ်တီမျိုးအထိတရုတ်နိုင်ငံသားတွေအမြောက်အများအဲ့ဒီယွမ်ငါးသိန်းပိုက်လာပြီးတော့ လုပ်ငန်းတွေအကုန်လုံးနေပြီတဲ့လဲဆိုင်တဲ့လူကဆိုင်ပေါ့ဗျာအသီးနှံဆိုင်တဲ့လူကဆိုင်စီဝိုင်းလုပ်တဲ့လူကလုပ်အဲ့တော့မေးเสียကအဲ့ဒီ MNDAA ကတကယ်လားအဲ့ဒီတိုင်းဖြစ်ခဲ့တယ်ဆိုရင်ဘာ authority နဲ့ဘာဥပဒေနဲ့အဲ့လိုနိုင်ငံသားတွေကိုရင်းနှီးမြှုပ်နှံမှုပေးပြီးမြန်မာနိုင်ငံမှာလာရောက်အခြေချလုပ်ငန်းလုပ်ကင်ခွင့်ပေးတယ်လို့ဆိုတဲ့မိကော ခုအဲ့ဒီ MNDA ကိုကန်ကအခုအဲ့ဒီတည်င်းတာ အမှန်ဆိုရင်ဘယ်ဥပဒေဘယ်ပုံမှန်ねသူကမြန်မာနိုင်ငံမြေတဲကိုတရုတ်နိုင်ငံသားတွေကိုရင်းနှီးမြှုပ်နှံကူပြုပြီးနေထိုင်ခွင့်စာရွက်စာတမ်းတွေထုတ်ပေးခွင့်ရှိနေတယ်လေဘယ်ဥပဒေနဲ့သူကအဲ့ဒါလိုင်စင်ထုတ်ပေးနေတာလဲအဲ့ဒီကိုကန်အဖွဲ့ကဘာဥပဒေနဲ့ ပြောချင်တာသဘုံအဖွဲလောက်တော့တာရှိတာဗျာဒါအဖွဲလင်းဆုံးပြောတာလက်နက်ကင်ထားပြီမဲ့တို့ကသဘုံအဖွဲပဲကျွန်တော်တို့ NUG အစိုးရကပြည်သူတွေထောက်ခံထားတဲ့အစိုးရသူ့မှာစီအာလွှတ်တော်ရှိတယ်အဲ့ဒီကိုကတ်လက်နက်ကင်ဖွဲကဘယ်ဥပဒေဘယ်ပုံမှနဲ့နိုင်ငံခြားသားကိုမြမမြေပေါ်မှာသူတနက်ကင်ထားပြီးစစ်ပွဲကိုနိုင်တာနဲ့ဘယ်ဖွဲ့စည်းပုံနဲ့လောက်ခွင့်ပေးနေတာ ဟာတိုင်းပြည်ကိုရောင်းစားခြင်းပဲဆရာနာရှင်တွေရောင်းစားတယ်လို့အဲ့ဒီတိုင်းသားလက်နက်ကိုင်လည်းရောင်းစားခြင်းပဲသူတို့ဒီနှွေဦးတော်လန်ရေးကိုစစ်တပ်ကိုတိုက်တယ်ဆိုုံနဲ့ကျွန်တော်တို့လက်ခံလို့မရဘူးကျွန်တော်မေးချင်တဲ့မေးခွန်းအကြီးကြီးရှိတယ်အဲ့ဒါပါဘယ်ဥပဒေဘယ်ပုံမှန်နဲ့အဲ့ဒီတရုတ်နိုင်ငံသားတွေကိုဘယ်ဖြစ်ဖြစ်ဘယ်နိုင်ငံသားဖြစ်ဖြစ်မြန်မာနိုင်ငံမှာယင်းနှမြုံနယ်ကွင်း၅သိန်းနဲ့လက်မှတ်ထုတ်ပေးခွင့်ရှိတယ် ဲ့ဒီကိုကန့်နေသိထားဖို့လိုတာကဒါလူဘာဝတာဘာကြောက်လဲဆိုတော့မြန်မာနိုင်ငံမှာဖွဲ့စည်းပုံအခြေခံဥပဒေမဆွဲရသေးဘူးဒီမိုကရေစီဖက်ဒရယ်စနစ်လည်းမရသေးဘူးတို့တို့ဒီတပုံသားသားအဖွဲ့ပဲရှိတာဒါအပွင့်လင်းဆုံးပြောတာပြီးတော့ຫນွေဥဒေါ်လာရေးမှာပါဝင်နေတဲ့ကျွန်တော်တို့တနင်္ဂနွေလုံးကအသိမှတ်ပြုတာကဘာကလည်းအသိမှတ်ပြုထားတယ်တချို့တော့အသိမှတ်လက်ခံထားတယ်မြို့သားညီညွတ်ရေးအစိုးရအဖွဲ့ကိုလည်းမပါဘူးသူတို့က ီးတော့အမျိုးသားညီညွတ်ရေးအစိုးရကနေပြီးတော့ CRPA ရတစင်လွှတ်တော်ကနေဥပဒေပြဋ္ဌာန်းပြီးတော့လေအဲ့ဒါကိုလုတ်ခွင့်မပေးထားဘူးအဲ့တော့သူတို့ကဘယ်ဥပဒေဘယ်ပုံမှန်ဘယ်လွှတ်တော်ဘယ်ဖွဲ့စည်းပုံဘသူ့ရဲ့ခွင့်ပြုချက်နဲ့ကျွန်တော်နိုင်ငံတည်းကိုဒီတိတ်တီမျိုးအထီးဆိုတာမကြခင်ခင်ဗျာလာရှို့ရောက်တော့မှာလုတ်ပိုင်ခွင့်ပေးနေတာလေအခြေချခွင့်ပေးနေတာလေလုပ်ငန်းလုတ်ပိုင်ခွင့်ပေးနေတာလေ ဒေတာမြင်အောင်ကြည့်ပါကျွန်တော်တို့ NUG အစိုးရကိုသူတို့ကမပူပေါင်းပါဘူးအသုံးမကျပါဘူးလို့ပြောနေပြီးတော့ကျွန်တော်တို့ NUG အစိုးရကပြည်သူထောက်ခံမှုပြည်သူမဲပေးထားတဲ့အဖွဲ့နဲ့ကဘာကအသက်နိုင်ဆုံးအတိမတ်ပြုထားတဲ့ပြည်သူထောက်ခံမှုအများဆုံးရထားသောအစိုးရဗျာအဲ့တော့ဘာလုပ်ပိုင်ခွင့်နဲ့သူကလုပ်နေတာလဲ အဲ့ဒီအထူးဒေသသိလို့ဒီသူတို့အစာအုပ်အစိမ်းမှာရေးထားလဲအဲ့ဒီသူတို့မှာအဲ့နိုင်ငံသားသားတွေကိုပရွမ်း၅သိန်းနဲ့လုပ်ငန်းလုပ်ကံခွင့် license ချပေးပိုင်ခွင့်ကိုဘယ်ဥပဒေဘယ်ပုံမှအရာသူတို့ကလုပ်တာလဲဒါကျွန်တော်မေးနေတာ2000ဆိုရင်2800ချပြလိရှင်းနေတဲ့ကိစ္စကြီးဗျာအကြောင်းကျွန်တော်ပြောနေတာမြန်မာနိုင်ငံက federal တစီချောင်းနေပြီ federal ကိုအကြောင်းပြပြီးမြန်မာလူမျိုးတွေ လူမျိုးကြီးဝါဒကျင့်သုံးတာကိုအကြောင်းပြပြီးခမရတနက်ကင်ပြီးလှုပ်ရှင်တာလှုပ်လို့ရရစရလားအဲ့တော့ပြောချင်တာကဟုတ်မဟုတ်တော့မသိဘူးဟုတ်တယ်ဆိုရင်ဥမာအလေလာခွင့်ပြုတာကျွန်တော်လက်ခံတယ် နေထိုင်ခွင့်ပြုတာလက်မခံဘူးဘယ်ပုံမှာဘယ်လူဝင်မှုကြီးကြပ်ရေးပုံမှာဘယ်ရင်းနှီးမြှုပ်နှံမှုဥပဒေဘယ်အစိုးရရဲ့ဥပဒေခွင့်ပြုချက်နဲ့ဒီတရုတ်နိုင်ငံသားတွေကိုရွံ၅သိန်းနဲ့လက်ခံတာတော့ကျွန်တော်မကြခင်အိတရုတ်နိုင်ငံသားတွေကမြန်မာနိုင်ငံသားလို့ကြေညာလိမ့်မယ်ပြီးတော့မြန်မာနိုင်ငံမှာရပိုင်ခွင့်ရှိတယ်လုပ်ပိုင်ခွင့်ရှိတယ်လို့ကြေညာလိမ့်မယ်နောက်နှစ်၄၅၀လောက်ကျရင်ငါတို့လေငါတို့ငါတို့အဖိုးဘွားလက်ထက်ရောက်တယ်ဆိုပြီးထပ်ပြောပါမှာ ကျွန်တော်တို့ပြောနေသလိုပေါ့တော်ချင်တာကမြန်မာနိုင်ငံမှာစစ်အာဏာရှင်ရဲ့ဥပဒေပဲဖြစ်ဖြစ်နေဝင်းရဲ့ဥပဒေပဲဖြစ်ဖြစ်ကျွန်တော်ထင်တယ်ဥနုရဲ့ဥပဒေပဲဖြစ်ဖြစ်၄၀ခုဖွဲ့စည်းပုံရပဲဖြစ်ဖြစ်တန်းရွှေရဲ့ဥပဒေပဲဖြစ်ဖြစ်မင်းအောင်လှိုင်ရဲ့ဥပဒေပဲဖြစ်ဖြစ်နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုခွင့်မပြုထားဘူး။နိုင်ငံသားအိမ်ပိုင်ခွင့်မရှိဘူး။နိုင်ငံသားမြေပိုင်ခွင့်မရှိဘူး။နိုင်ငံသားတရားရင်လုံးရင်းနှီးမြှုပ်နှံခွင့်မရှိဘူး။၂၀၈ဖွဲ့စည်းပုံမှာတော့မရဘူး။51 49ပဲထင်တယ်။မပေးဘူး။အခုထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေအိမ်ဝယ်လို့မရ၊မြေဝယ်လို့မရတဲ့အထူးတူပဲမြန်မာနိုင်ငံမှာလည်းအဲ့ဒီဥပဒေမရှိဘူး။မြန်မာနိုင်ငံမှာတရားရံကန်တို့နိုင်ငံသားရင်းနှီးမြှုပ်နှံကိုအိမ်ပိုင်ဆိုင်ခွင့်မရှိဘူး။ဘယ်ဥပဒေမှမပြဋ္ဌာန်းရသေးဘူး။ ကျွန်တော်တို့ပေါ်လာတော့မယ်ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းအဲ့ဒါတွေရေးဆွဲရအောင်မှာအသိစိတ်တွေအများကြီးလာရအောင်မှာပြီးတော့နိုင်ငံသားတွေကိုနိုင်ငံသားဖြစ်ခွင့်ဦးကျွန်တော်တို့ရောက်နေတဲ့အိန္ဒိယတွေတရုတ်တွေကတတ်တတ်အခုမှအသိရောက်လာတဲ့နိုင်ငံသားအသိတွေကိုဘယ်ဥပဒေရေးဆွဲပြီးမြန်မာနိုင်ငံမှာတရားဝင်လုပ်ပိုင်ခွင့်ပေးရမယ်လို့ပြီးတော့မြန်မာနိုင်ငံမှာဘယ်သနစ်နေရမှာတို့ပြီးမှအမြဲတမ်းနေထိုင်ခွင့် green card ပေးမယ်ပြီးမှလည်းအဲ့ဒါတွေအားလုံးဥပဒေတွေပြဋ္ဌာန်းရအောင်မှာ မြန်မာနိုင်ငံမှာအဲ့လိုအဲ့လိုပြဋ္ဌာန်းထားတဲ့ဥပဒေမရှိဘူးကျွန်တော်တို့မွေးဘိုးစင်ပေါင်းဆက်နေနေတဲ့အိန္ဒိယတွေတရုတ်တွေတခြားလူတွေတောင်အခုဒီနိုင်ငံသားဖြစ်ခွင့်မရှိတာမနေ့တနေ့မှရောက်လာတဲ့နိုင်ငံသားသားတွေမြန်မာနိုင်ငံမှာဘလို့မှနိုင်ငံသားဖြစ်စရာအကြောင်းမရှိဘူးဘာဥပဒေမှမရှိဘူးပြီးတော့တရားရင်တို့ပိုင်ဆိုင်ခွင့်မရှိဘူးအဲ့တော့အခု2008ဖွဲ့စည်းပုံမှာ49ရာခိုင်နှုန်း51ပဲရှိတာ မပေးထားဘူး တရားရင်တို့ယဉ်သိမြောက်တာကူမပေးဘူးမြန်မာနိုင်ငံမှာနိုင်ငံသားတွေအားလုံးအိမ်ပိုင်ဆိုင်ခွင့်မရှိဘူးဒါကြောင့်လေကျွန်တော်တို့တရုတ်လူမျိုးတွေအိန္ဒိယလူမျိုးတွေဟာ FRC တွေနဲ့နေထားတဲ့လူတွေအားလုံးတွေသူတို့ဒီအိန္ဒိယပြန်သွားတယ်အမေရိကန်ပြန်သွားတယ်နိုင်ငံသားထွက်သွားရင်သူတို့ပိုင်ဆိုင်တဲ့အိမ်တွေကိုဦးနေဝင်းခေတ်တွေကပြန်အပ်သွားတာသူတို့အဲ့ဒါရောင်းချလို့မရဘူး FRC တွေပိုင်ထားတဲ့အိမ်တွေပေါ့ နော်ကျွန်တော်တို့ရန်ကုန်မြို့မှာပဲဖြစ်ပြီမှာပဲဖြစ်ဖြစ်တို့ဒီနိုင်ငံသားကိုအပီးအပြက်ပြောင်းရွှေ့သွားရင်တို့သားသမီးကိုလည်းလက်လွှဲပေးလို့မရဘူးဘသူ့ကိုမှပေးခွင့်မရှိဘူးနိုင်ငံတော်ကပြန်သိမ်းတာအဲ့ဒီနိုင်ငံတော်ကပြန်ပတ်လိုက်တဲ့အချိန်မှာအဲ့ဒီဥနေဝင်းခေတ်ကအဲ့ဒီမြို့နယ်ကောင်စီဥက္ကဋ္ဌတွေတက်နေကြတာဒါရန်ကုန်မြို့မှာအများကြီးဓာတ်တွေဖြစ်လာတာအဲ့တော့ဘယ်ဥပဒေနဲ့အဲ့ဓာတ်တွေလုံနေကြတာ BGR တွေကိုလည်းကျွန်တော်တခါမေးဘူးတယ်ဟုတ်တယ်မလား BGR တွေလည်းဘာဥပဒေနဲ့တို့နိုင်ငံသားတွေခေါ်ပြီးတော့မှရင်းနှီးမြှုပ်ဒါပေမဲ့ထားပါတော့ BGF တွေကတော့ဒေါ်ဆန်းစုကြည်အစိုးရလက်ထက်မှာသူကမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုတင်ပြီးတော့ခွင့်ပြုချက်ရထားတယ်ဘာညာတော့အဲဟိုလက်တလုံးချတော့ရှိသေးတယ် ြည်နယ်ဥပဒေဖက်ဒရယ်ဥပဒေဆိုတာကျွန်တော်တို့ဒီစစ်အာဏာရှင်အောက်မှာပဲရှိသေးတယ်စစ်အာဏာရှင်ကိုတိုက်ထုတ်နေစေကာလပဲရှိသေးတယ်မြန်မာနိုင်ငံမှာဖက်ဒရယ်မရသေးဘူးဖက်ဒရယ်မရသေးတာဖြစ်တဲ့အတွက်ဘယ်ဥပဒေနဲ့မှဖက်ဒရယ်နေမည်ပိုင်ဆိုင်권မရှိသေးဘူးဒါအသေးကြပဲသူတို့ဖက်ဒရယ်လိုချင်လားသူတို့နိုင်ငံသားတွေကိုယင်းနှမြုံနှံမှုပေးချင်လား ဆရာနာရှင်စနစ်ကိုဝိုင်းတိုက်ဆရာနာရှင်ပြုတ်ကျသွားမှဖက်ဒရယ် Facebook အခြေခံဥပဒေရေးဆွဲပြီးအဲ့ဒီမှာပါတဲ့ဥပဒေအရဖက်ဒရယ်အစိုးရရဲ့လုပ်ပိုင်ခွင့်ပြည်နယ်အစိုးရရဲ့လုပ်ပိုင်ခွင့်ဒေသဆိုင်ရာအစိုးရရဲ့လုပ်ပိုင်ခွင့်တွေအစင်းစင်းကနေတဆင့်ကတ်တာတာအုံးမှာတေးတာတခုကတော့နိုင်ငံသားဖြစ်ခွင့်ကိုတော့မြန်မာနိုင်ငံမှာရှိတဲ့ဖက်ဒရယ်အစိုးရပဲဆုံးဖြတ်ရမယ် လူမှုကြီးကြပ်ရေးကိစ္စကိုဖက်ဒရယ်အစိုးရပဲဆုံးဖြတ်မှာဒါအမှန်ပဲဒါပေမဲ့အခုကိုပြည်နယ်မှာကိုနေခွင့်ပေးတယ်ဆိုရင်တော့ဖက်ဒရယ်အစိုးရနဲ့ပြည်နယ်အစိုးရတွေကညှိနှိုင်းပြီးတော့အခုလိုပဋိပက္ခအကြီးကြီးတွေမဖြစ်ပွားအောင်ဖြေရှင်းယူလို့ရတယ်ပြောချင်တာကပြည်နယ်အစိုးရတွေကလည်းသူ့ပြည်နယ်မှာရှိနေတဲ့တရားဝင်ပဲဖြစ်ဖြစ်တရားဝင်ပြီးပြီးခိုးဆိုးလူရဲ့မတရားလုပ်တဲ့လူအလုံးတော့သူဖမ်းနေတာပဲဘာလို့ဥပဒေစိုးမမှုရှိလို့ပဲအယ်လီက လုတ်ချင်နိုင်လုံးလုံးမရတာပဲသူကသူထိန်းထားပြီးသားဒါပေမဲ့ဒီတည်ငြိမ်နေတဲ့ရေပြင်ပေါ်ကိုဂဲလုံးပြစ်ချလိုက်သလိုတွေ့တယ်မြအကုန်တက်ဖမ်းတဲ့ခါကျတော့ဘလို့လုတ်ကြမယ်ဒီဥစ္စာအဲ့တော့အဖက်ခံရမယ့်လူတွေကဆန္ဒပြတော့မှာပေါ့။မပြရင်တို့အခုလည်းတို့ဆန္ဒပြအတွက်အဖက်ခံရအောင်မှာပဲ။သူက ကျွန်တော်မနေ့ကပြောသလိုပေါ့ရွှေခစ်ကုံသွားပြီဟိုခစ်ကဆိုရင်တရားရုံးကနေပြီးတော့မင်းဒီနိုင်ငံမှာနေခွင့်မရှိဘူးကိုယ့်နိုင်ငံကိုပြန်လို့အမိတ်ချလိုက်ပြီမဲ့လေတရားရုံးကနေအေးအေးဆေးလမ်းလျှောက်ထွက်လာဘူးသူမှလာမဖမ်းဘူးအခုခစ်ကတရားရုံးတွေကိုရောက်သွားတယ်တခုခုနဲ့ရောက်သွားတယ်သူခိုးမှုပြီးပြီးရာဇမှုလိမ်မှုတခုနဲ့ရောက်သွားတယ်အတရားရုံးတွေကသူ့ကိုအပြစ်မရှိလို့လွှတ်ပေးလိုက်တယ်အဲ့ဒီချိန်မှာရေခဲတုံးအဖွဲ့တွေဖက်ဒရယ်အစိုးရရဲ့ရဲတွေကအစင်သေးဆောက်ပြီးတရားခွင်မအောင်တတ်ဖန်နေတာကွာ တရားရုံးကထွက်တာနဲ့ဖမ်းတာအဲ့တော့ဟိုတလောကောင်ကတားလိုက်တယ်တရားသူကြီးကိုလည်းသူတို့ကဖမ်းတာလေအဲ့တော့ပြောချင်တာကတရားရုံးတိကိုတက်ဖမ်းနေပြီကွာအဲ့တော့ဘာဖြစ်လဲတည်ငြိမ်မှုပြတ်ပြားတာပေါ့တည်ငြိမ်နေတဲ့ဒီလူအဖွဲ့အစည်းကြီးကမငြိမ်မသက်ဖြစ်ကုန်ပြီလူတွေကအကြောက်တရားတွေဖြစ်လာတာပေါ့တချို့ဆိုအမေရိကန်မှာအနှစ်20ရှိနေပြီတချို့ကအမေရိကန်မှာအနှစ်30ရှိနေပြီတချို့က10နှစ်ရှိနေပြီ ူတို့တွေလည်းကောင်းရောင်းကောင်းဝယ်လုပ်စားနေတာအများသူငါလိုပဲအမေရိကန်ဒရင်းသူတို့ဘဝအနေနဲ့သူတို့ပတ်စံတွေရှားကြတယ်တရားဝင်ဆိုင်တွေမှာအလုပ်လုပ်ကြတယ်နော်အခုတည်းကဒီဒီဝမ်ဘတ်လိုဆိုင်ကြီးတွေပေါ့ဟုံးဒီပိုလိုဆိုင်ကြီးတွေမှာ နော်တရားဝင်အလုပ်လုပ်ကြတာအလုပ်လုပ်တယ်သူတို့ခန့်ထားတယ်ပြီးတော့သူတို့က national security လို့ခေါ်တဲ့အခွန်ဆောင်တဲ့နံပါတ်ပြားရှိတယ်အခွန်ဆောင်တယ်သူတို့မှာကားလိုင်စင်တွေပြင်နေဆိုတာထုတ်ပေးထားတယ်ကားလိုင်စင်တွေရှိတယ် င်နေစုရကအင်ဝေခွင့်နဲ့ပေးထားတယ်ဘန်တွေကလည်းသူတို့ပတ်စံကြီးတယ်ဗျာ။ဘာကြောင့်သူတို့ကအလုံးအလုံးရှိတယ်အင်တွေဝယ်ထားကြတယ်။အင်ဝေခွင့်လည်းရှိတယ်။ပြည်နယ်အစိုးရကလည်းသူတို့ကိုအလုံးလုံးခွင့်ဝက်ပါမဲ့တွေထုတ်ပေးထားတယ်။အလုံးလဲလုံးနေတယ်။ဒါပေမဲ့ Federal အစိုးရရဲ့ဥပဒေအရဗဟိုအစိုးရဥပဒေအရတော့သူတို့ကဘာမှလူမှုဥကြီးကြပ်ရေးဆိုင်ရာအထောက်အထားမရှိဘူး။ဒါပေမဲ့ပြည်နယ်တွေမှာနေခွင့်ပေးထားတယ်။ဒါကြောင့်လေအမေရိကန်နိုင်ငံက immigrant နိုင်ငံဖြစ်တယ်။ အမေရိကန်နိုင်ငံပေါ်ကာစတွေကဥရောပသားတွေအခုပြောနေတဲ့လူဖြူတွေပေါ့အခုပြောနေအမေရိကန်အစိုးရမှာပါနေတဲ့လူတွေအားလုံးရဲ့အဖိုးအဖွားတွေအားလုံးလည်းဥရောပကနေအဲ့လိုပဲထွက်ပြေးသွားပြီးတော့ရောက်ရနေရမှာဓမ္မဥချနေထိုင်ပြီးတော့အဲ့လိုပဲအမေရိကန်နိုင်ငံကြီးဖြစ်သွားတာ